GMMTV ရဲ့ GL series တွေတဲ့ကတစ်ခုဖြစ်တဲ့23.5 series တွေကမင်းသမီးဂျော်လီမစ်အကြောင်းမိကဆိုရင်တော့ဇူလိုင်လ31ရက်နေ့1966ခုနှစ်မှာမွေးဖွားခဲ့တဲ့ဗုဒ္ဓဟူးသမီးလေးပါဇိုဒီယက်ဆိုင်ကတော့ဥဆောင်မှုကောင်းတဲ့အလီယိုဖြစ်ပြီးတော့ကြွက်နဲ့ဖွားလိပါပဲအရက်၅ဘေ9လမ်းမှရှိတဲ့စမတ်ကြကြနဲ့လှပတဲ့တဲ့မိခါဆိုရင်တော့မွေးချင်း၅ရောက်ထဲမှာ၄ရောက်မြောက်ဖြစ်ပါတဲ့ရှင် MBTI ဟာဆိုရင်တော့ ESFP ပါ Milka ဆိုရင်တော့ Thai တရုတ် Danix မြန်မာတိုင်းရင်းသားတစ်ခုဖြစ်တဲ့မုံလူမျိုးဆက်ထားတဲ့ကားပြားမှလေးပါနော် Milka ဆိုရင်တော့တရိษံချက်တက်တဲ့သူလေးဖြစ်တာကြောင့်အစားတော့အိမ်မှာခွေးလေးတစ်ကောင်မွေးဖို့အတွက်စဉ်းစားခဲ့ပါတယ်ဒါပေမဲ့ကြောင်လေးတွေကအလုံးသိမ့်မရှုပ်တာမလို့ကြောင်လေးတစ်ကောင်မွေးထားလိုက်ပါတယ်တဲ့သူကအနီရောင်အသားတွေကိုစားမယ်ဆိုရင်တော့အလက်ကျထားတတ်ပါတယ်နော် Milka ထိုင်းနိုင်ငံချမ်းမိုင်မြို့မှာရှိနေတဲ့ major university ya ne bi bachelor degree for charles of business administration major in marketing ne boya shei thare tu phet par de milka asa sa re ma swe no japan asa sa o jai ne tat ba de shei japan nai ngan go ayan tabo ja bi ai ma ni chen ne lo khana khana mention le shi de tu le ba သူကကိုပိုင်ဘက်ကရီဆိုင်လဲဖွင့်ကျင်းတဲ့အိမ်မက်ရှိပြီးတော့တရုတ်ဆောင်မလုပ်ခဲ့ဘူးဆိုရင် business woman ဖြစ်လို့ပါတယ်ဆိုပြီးတော့ပြောပူပါရယ်။သူကအားကစားလုပ်ပါတာကဝါသနာလိုတော့မှစုပ်လို့ရတယ်လေ။ ဘာလို့လဲဆိုရင်တော့ gym အရန်သွားလေးရှိပြီးတော့ကျန်းမာရေးလိုက်စားတဲ့သူလေးဖြစ်တဲ့အပြင်ချက်တောင်ရိုက်တာနဲ့ scale လေးစီးတတ်ပါတယ်လို့ဆိုထားပါတယ်။ K-drama နဲ့ anime တွေကြည့်ရတာအတိုင်းနဲ့တက်ပြီးတော့စကားသက်တွေထက်သဘောကျတဲ့ကားဆိုတာကတကားတကားထပ်ပြီးတော့ကြည့်တတ်တဲ့သူလေးပါ။သူရဲ့ favorite movie ကတော့ Sky of Love ပါတယ်နော်။အယုတ်ဆိုးရတာဝါသနာပါပြီးတော့အထူးသဖြင့် Potmark အယုတ်တွေကိုဆိုပါတဲ့။ နေကဆိုရင်တော့ positive mindset ရှိတဲ့သူလေးဖြစ်တာမလို့တာမန်ချိန်မှာဆိုရင်တော့ goofy ဖြစ်တဲ့ personality ရှိပေမဲ့အလုပ်ချိန်မှာဆိုရင်တော့ charisma အပြည့်နဲ့ share မိုက်တဲ့သူလေးပါ model နဲ့တရုတ်ဆောင်ဖြစ်2020ကလေးက GMMTV လက်အောက်မှာအလုပ်လုပ်ခဲ့တာဖြစ်ပြီးတော့ party band အနေနဲ့ဆိုရင်တော့ GSP Jane Campbell Star 2018မှာထိုင်းယူရာကနေပါဝင် ရှင်ပြိုင်ခဲ့တဲ့သူလေးပါပထမဆုံးလောက်ကတော့ MV တစ်ခုမှာ main league အနေနဲ့ပါဝင်တရုတ်ဆောင်ထားပါတယ်တဲ့ music video တွေမှာတရုတ်ဆောင်ရာကနေ Love Stranger ဆိုတဲ့ short drama မှာ female lead အနေနဲ့ debate ဖြစ်ခဲ့တဲ့သူလေးပါသူကပရိသတ်တွေပုံတရီထားမိဇေရာကတော့ Bad Buddy series မှာ Ink ဆိုတဲ့ character နဲ့ဖြစ်ကောင်ဒီ series မှာဆိုရင်တော့ Milk ဆိုရင် Love နဲ့တွဲဖက်တရုတ်ဆောင်ရာကနေသူတို့နှစ်ယောက်ရဲ့ chemistry မိမှုတွေကနေ Make Love ဆိုပြီးတော့ ship ဖြစ်လာခဲ့တဲ့အထိအောင်မြင်ခဲ့တာပါသူပါဆိုရင်တော့ F4 Thailand Bad Buddy Vice Versa Magic of 0 Hours Kind to 23.5 Only Boo စတဲ့ series တွေအပြင် Handed University Second Semester Movie တွေမှာဆိုရင်တော့ support role အနေနဲ့ပါဝင်ထားတဲ့သူလေးဖြစ်ပါတယ်။2014ခုနှစ်မှာ WDW Most Popular Female Artists Thailand Headline Person of Year HUB Award KAZZ Award စသဖြင့်စုရိအများကြီးကိုရရှိထားတဲ့သူလေးပဲဖြစ်ပါတယ်။ Positive Mindset ရှိပြီးတော့ကျနာတတ်တဲ့သူလေးရင်အနာဂတ်မှာလည်းတောက်ပတဲ့ကျေးဇူးလေးဖြစ်နေအမှုပညာလမ်းကြောင်းကိုရှောင်လန်းနိုင်သူလေးဖြစ်ပါစေရှင်။